အဲ့တော့မြန်မာပါဒီ base ကနေပြန်ကြိုးစားပါရတယ်။ဒီနေ့တော့ဒီ tutorial မှာကျွန်တော်တို့ trading board တစ်ခုလုပ်ပြီးတော့မှဘယ်လိုပတ်စံရှာမလဲဆိုတဲ့အကြောင်းကိုအာ series အနေနဲ့ကျွန်တော်တောင်းမှဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကတော့ဒါ part 1ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီ board တစ်ခုနဲ့ trade လုပ်တဲ့အကြောင်းကိုတိတ်ချလမ်းလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီအာ series တစ်ခုလုံးမလုပ်ဘဲနဲ့ကျွန်တော်တို့တစ်ကနေပြီးတော့မှအစအဆုံးကြည့်ပြီးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်။ အဲ့တော့ဒီ bot ramo အတွက်ကို Binance account တခုလိုအပ်ပါလိမ့်မယ်ဆိုတော့ Binance account ဖွင့်ဖို့အတွက်ကိုတော့ကျွန်တော်အောက်မှာ link လေးပေးထားပါတယ်အဲ့ link ကနေပြီးတော့ဖွင့်လို့ရပါတယ်ကျွန်တော် link ကနေပြီးတော့မှာ Binance account ဖွင့်မယ်ဆိုလို့ရှိရင် lifetime 10% off trading fees ရပါမယ်ဆိုတော့ကျွန်တော်တို့ bot ဒီမှာဖွင့်လို့ရှိရင်ပေးရတယ် fees ပေါ့နော်အဲ့ fees ရဲ့10%အထိကိုကျွန်တော်တို့ lifetime ရဖို့အတွက်ကိုကျွန်တော် season ပေးထားပါတယ်အဲ့တော့ Binance account မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်အောက်ကနေပြီးတော့လင်ကနေဖွင့်ပေးပါကြည့် Binance account ရှိထားပြီးသား KYC မတင်ထားရသေးဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အခု account delete လုပ်ပြီးတော့မှကျွန်တော်အောက်ကဖွင့်ခြင်းအပြင်ခုန10% benefit ကိုရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်ကြည့်အောင်အရင်ဆုံးကျွန်တော်တို့ spot bot တစ်ခုဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုကျွန်တော်အရင်ပြပြပါမယ်ဆိုတော့ကျွန်တော်တို့ဒီနေရာကိုကြည့်လိုက်မယ်အခုဒီမှာကြည့်မယ်ဆိုရင်ဒါကကျွန်တော်တို့ Bitcoin BTC ချက်ပါ BTC ရဲ့ဒါ one day chart ပေါ့နော် BTC USDT ဆိုတော့ဒီမှာကျွန်တော်ကအခုကျွန်တော် board ခုလုံးမယ်ပေါ့ဆိုတော့အာဒီ board ကဘာ board လဲဆိုလို့ရှိရင် spot board spot board ရဲ့တဘောကဘာလို့မှလဲဆိုတော့အောက်မှာဝယ်ပြီးတော့အပေါ်မှာရောင်းပါအခု market ဒီအောက်ကိုကျနေတယ်ကျွန်တော်8000ဟိုနေရ8000အထိပါတယ်အဲ့တော့အခုလည်းနည်းနည်းပြန်ကျနေအဲ့တော့ ဒီကြနေတဲ့အချိန်မှာကျွန်တော်တို့ကအောက်မှာဝဲထားပြီးတော့အပေါ်မှာရောင်းနိုင်မယ်ဆိုလို့ရှိရင်ဒါအမြတ်ရမယ်စပော့ရဲ့တဘောကရှင်းရှင်းလေးပဲเนาะအောက်မှာဝဲထားပြီးပေါ်မှာရောင်းရင်အမြတ်ရမယ်အဲကျွန်တော်အောက်မှာဝဲထားပြီးပေါ်မှာရောင်းတဲ့အလုပ်ကို automatic လုပ်နေဖို့အတွက်ကိုကျွန်တော်က bot ကိုသုံးတာကိုကကိုအောက်မှာဝဲပြီးပေါ်မှာရောင်းလင်းရတယ်ဒါပေမဲ့ကျွန်တော်အောက်ကိုကြာရင်ကျွန်တော်ဝဲခြင်းတယ်အပေါ်ကိုတက်တိုင်းကျွန်တော်ရောင်းခြင်းတယ်เนาะအဲ့ဒီအလုပ်ကို automatic bot နဲ့လုပ်မယ်ဆိုတော့အဲ့ဒါမျိုးကိုကျွန်တော်က အဲဒီအချိန်မှာကျွန်တော်က sport ball ကိုတုံးတာပေါ့နော်ဆိုတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဘယ် level ကနေစပြီးကျွန်တော်ဝယ်ခြင်းလဲအခုဒီမှာဆိုရင်7000 3000ဆိုတော့အခုကနေစပြီးတော့ကျွန်တော်ကအခုကနေစပြီးဒါအခုပေါ့နော်ဆိုတော့ကျွန်တော် line နဲ့ဆွဲပြပါမယ်ပို့ပြီးတော့မြင်ရအောင်နော်ဒါဆိုအခုပေါ့ဆိုတော့အခုကနေကျွန်တော်စပြီးတော့ဝယ်ခြင်းလဲကျွန်တော်ဘယ်အချိန်ဝယ်ခြင်းလဲဥပမာဒါဆိုရင်9000 6000 9000 6000ဈေးရောက်တဲ့အထိကိုကျွန်တော်ဝယ်ခြင်းတာဟုတ်ပြီနော်ဝယ်ခြင်းလဲ ျွန်တော်ပြန်ရောင်းနေတဲ့ဈေးရကြတော့ကျွန်တော်ဘယ်ထိရောင်းနေလဲဆိုရင်တသိန်းထိကျွန်တော်ရောင်းနေတယ်တသိန်း၃00အထိကျွန်တော်ရောင်းနေတယ်ဟုတ်ပြီအဲ့ထက်ကျော်သွားရင်တော့ကျွန်တော်ကမရောင်းတော့ဘဲနဲ့ကြိုင်ထားမယ် for example ဒါမှမဟုတ်လည်းဒီမှာတသိန်း၅00အထိကျွန်တော်ရောင်းနေတယ်အဲ့ဒါကျော်သွားရင်ကြိုင်ကြိုင်ထားလိုက်မယ်အဲ့လိုပုံစံမျိုးကျွန်တော်လုပ်ချင်တယ်နော်အကယ်၍ price ဒီနေရာထဲမှာဒီလိုမျိုးရှိနေရင်ကျွန်တော်ဝယ်နေမယ် ဒီဘောတက်တိုင်းကျွန်တော်ရောင်းမယ်ဒီကြားထဲမှာအကုန်ရောင်းမယ်ပြီးဒီကြားရင်ပြန်ဝင်မယ်ဒီလိုကြားရင်ပြန်ရောင်းမယ်အဲ့လိုမျိုးကျွန်တော်သွားခြင်း ਨੇ အဲဒီဒီကိုကြော်သွားရင်ကျွန်တော်ဂိုင်ထားမယ်ဒါမှမဟုတ်ဒီထက်ကြာသွားရင်ရောကြာသွားရင်ကျွန်တော်ဂိုင်ထားမယ်ဘာလို့ဆိုတော့ Bitcoin ဒီအရှုံးနဲ့ရောင်းစရာမလိုဘူးဒီနာရီမှာကျွန်တော်ပြန်တက်လာတဲ့အချိန် crypto နောက်တနေ့နေ့နေလို့ပြန်တက်လာတဲ့အချိန်ကျရင်အမြင့်နဲ့ကျွန်တော်ပြန်ရောင်းလို့ရတယ်နော်ဆိုအဲ့လိုမျိုးအခြေအနေမျိုးဖြစ်အောင်ကျွန်တော်အောက်မှာအောက်ကြောက်လို့ရှိရင်ကျွန်တော်ဂိုင်းထားမယ် ဆိုအဲ့လိုပုံစံမျိုးကျွန်တော်တွားခြင်းတယ်ဆိုပါစို့ဒါဆိုရင်ကျွန်တော်ဒီမှာ sport grid နဲ့ကျွန်တော်လုပ်လို့ရတယ်နော် sport grid board နဲ့ကျွန်တော်လုပ်လို့ရတယ်ဟင်အဲ့တော့ sport grid board ကနော်ကျွန်တော်ကြည့်ကြည့်မယ်ဘယ်နဲ့တွားရလဲဆိုလို့ရှိရင်ဒီဒါကုန်စည်နဲ့ဆိုလို့ရှိရင်ဒါ Binance ရဲ့ကျွန်တော်တို့အပေါ်မှာရှိတဲ့ဒီ menu တွေရှိရယ် menu တွေထဲမှာကျွန်တော်ကဒီမှာ trade ဆိုတဲ့နေရာရှိရယ် trade ဆိုတဲ့နေရာတွေက trading boss ဆိုတဲ့နေရာရှိရယ်အဲ့ဒီကိုတွားလိုက်ပါပြောလို့ရှိရင်အဲ့မှာကျွန်တော်တို့ export grid ဆိုတဲ့ဟာရှိတယ်เนาะ export grid ကိုကျွန်တော်ဝင်လိုက်ပါဒါဆိုရင်အဲကျွန်တော်တို့ဒီနေရာရောက်သွားလိမ့်မယ်ဆိုဒီနေရာမှာကျွန်တော်တို့ export grid တခုဖန်တီးလို့ရတယ်အခုကျွန်တော်ကြည့်နေတာကဒါ BTC USDT ပဲဖြစ်တယ်เนาะအဲ့တော့ကိုယ်မှာဘာရှိလဲကိုယ်ကကိုယ်မှာရှိရ stable coin မှာကိုယ်မှာ USDC ရှိရဆို BTC USDC ပဲမှာ create လို့ရเนาะဒါမှမဟုတ်လို့ရှိရင်အဲကိုယ်မှာ app USDC ရှိရင်လည်း app USDC ပဲမှာ create လို့ရမှာပေါ့ ဆိုတော့ဒါမှမဟုတ်ကိုအီတာလီယန်ကိုလှုပ်ချင်တာလားအီတာလီယန်လှုပ်ချင်တယ်ဆိုလို့ရှိရင်လေအီတာလီယန် USDT USDC ပဲမှာသွားလှုပ်လို့ရနော်ကျွန်တော်ကတော့ဒီနေ့ဒီ tutorial ဒီ course မှာ BTC ပဲကိုပဲကျွန်တော်ဥစားပြီးလှုပ်ပြမယ် BTC USDC ပဲကိုကျွန်တော်လှုပ်ပြမယ်အဲ့တော့ကျွန်တော် BTC USDC ကိုသွားလိုက်โอเคအဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒါအခုဖွင့်ထားတယ်ကျွန်တော်ရဲ့ အဘော့ချီရပါတော့ကျွန်တော်ဘော့ကနေပြီးတော့ကျွန်တော်ကဒီ BTC USDC ဘဲမှာကျွန်တော်ဒီမှာ run နေရရှိရလောလောဆယ်အောက်ကူကြနေရခြင်းဖြစ်လို့ကြာမလို့ကျွန်တော်အရှုံးနေဖြစ်နေအပေါ်တက်လာရင်ကျွန်တော်အမြင်ရတယ်ဒါပဲကျွန်တော်အောက်ကြောက်ရလဲကျွန်တော်ကဒီဘော့ကိုကျွန်တော်ကအာရပ်မပြဘူးကျွန်တော်ဒီအရှုံးနေမရောင်းပြဘူး Bitcoin နေကျွန်တော်ကင်ပြီးတော့ကျွန်တော်လိုက်သွားမှာနော်ဆိုအဲ့လိုပုံစံမျိုး Okay တော့ကျွန်တော်တို့အဲပြီးရင် next video တွေမှာ ဒီဘက်စက်တင်တွေကိုစပြီးတော့ကျွန်တော်လုပ်တဲ့ဟာလေးကိုကြည့်ကြည့်အောင်